ားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုစိတ်ပြားကျမ်းမာချမ်းသာကြပါစေဒီနေ့ပြောချင်တာလေးကတော့ဟိုငွေတဲ့နေရာကပုံမလို့တင်လာတဲ့စာလေးပေါ့အဲ့ဒီစာလေးကိုတချို့နားမလဲတဲ့ပုံကိုယ်တွေကဒီစကားစာလေးနဲ့ပေါ့ဟိုဗီဒီယိုလေးနဲ့ဒီပေးပါလို့ပြောတဲ့အတွက်ကိုမုံတို့ဒါဗီဒီယိုလေးနဲ့ပြန်လည်းဖြေချပြီးတော့ဒီပေးခြင်းဖြစ်ပါတယ်အနာဆရှင်တွေကဖြစ်သွားတဲ့ရင်းငရင်တန်းကြောင့်မို့ အဖျားကြောင်းကံစီဒီဒီသံဃာတော်ရှင်သူမြတ်တွေရဲ့အသက်တွေလူတွေရဲ့အသက်တွေဒါသားတွေအဆောက်အဦတွေလမ်းတွေပြည့်စည်သွားတဲ့အတွက်လည်းအင်မတန်မှဝမ်းနဲ့ကြည်ကွဲမှုဖြစ်ရပါတယ်လို့ဒါနည်းလည်းပြောပြရစီဒီကတော့မြမပြီးမှဖြစ်နေတဲ့ကံဖြစ်နေတဲ့အတိုင်းဒါတွေကိုစနေတပောင်းပေါ့လေစနေတပောင်းကန်စားတာဒီအရာကြည့်တော့ကြည့်ပြီဆိုလို့ရှင်တော့မြမပြည့်ကြည့်ရင်ချမ်းမှုအတွက်ဒီမတန်မှကိုကောင်းတဲ့အခွင့်အလမ်းတစ်ခုကိုရောက်ရှိနေပြီလို့ အဲနမိတ်တပေါင်းကြီးအရာတော့ဒီလိုပဲအဲပြောလို့ရပါတယ်အဓိကတော့မိမိရဲ့အယတေတာဟိုးအင်းတွေကိုစွန့်ခွာသွားတဲ့လူတွေရဲရွာတွေစွန့်ခွာသွားတဲ့လူတွေအဲ7လပိုင်21ရက်2025မှာဆိုလို့စီရင်82ရာခိုင်နှုန်းသောဟိုးအင်းစွန့်ခွာရတဲ့လူတွေဟာကိုယ့်ရဲ့ကိုယ်ဒေတာအကိုရကိုဒေတာပို့အိုးကိုအိမ်ဒီမှာအေးချမ်းချမ်းနဲ့နေထိုင်ဖို့အတွက်82ရာခိုင်နှုန်းလောက် အခြေအနေတွေအခြေအနေကောင်းတွေပေါ်မှာရောက်နေပါတယ်။နောက်တကပြည်တွင်းစစ်ကြီးပြီးဖို့အတွက်ဆိုလို့ရှင်လည်းအင်မတန်နီးကပ်လာတဲ့အနေအထားကိုရောက်နေပါပြီလို့ဒါကန်စားတာတွေအပေါင်းနေနမိတ်တွေရဲ့အနေအထားကိုပြောပြခြင်းဖြစ်ပါတယ်။အဲပြည်တွင်းစစ်ကြီးပြီးဖို့ဘလောက်လိုသေးတယ်လဲလို့တချို့ကမေးပါတယ်။အဲတချို့ကမေးတဲ့အတွက်အဲ့ဒီအမေးလေးကိုလည်းတက်နိုင်လို့ဖြေပြရစီပြည်တွင်းစစ်ကြီးပြီးဖို့ဆိုတာကဒီ2025အတွင်း2026 ခုနလပိုင်းမှာဆိုလို့ရှိရင်ပြည်တွင်းစစ်ကြီးရဲ့ဒီ85ရာခိုင်နှုန်းကတော့ပြည်တွင်းစစ်ကြီးပြီးစီးသွားပြီးပြည်သူပြည်သားတွေ82ရာခိုင်နှုန်းလောက်ပြည်တွင်းစစ်ကြီး85ရာခိုင်နှုန်းလောက်ပြည်တွင်းစစ်ကြီးပြီးစီးသွားတဲ့အတွက်မြန်မာပြည်ဒီပြည်တွင်းလူနေတဲ့ပုံပေါ်တွေအလုံးဟာဟိုတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့တယောက်ကိုတယောက်ရံမမှုပဲနဲ့အေးအေးချမ်းချမ်းနဲ့နေထိုင်ရမယ့်အနေအထားအလားအလာတွေက2026ပြီးမှ အခုနလပိုင်းမှာဆိုလို့ရှိရင်တော်တော်ကိုပေါ်ပေါ်လင်းလင်းခင်းနေဆဆဖြစ်လာပါပြီအပျက်စီးသွားတဲ့အနေအထားတွေကိုကြည့်မယ်ဆိုရင်တော့ဝမ်းနည်းစရာကောင်းဝေမဲ့ဒီတစ်ဖက်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့စီလုံးမှုတွေညီညွတ်မှုတွေတယောက်ရဲ့အတက်ကိုတယောက်တန်ဖိုးထားမှုတွေဟာအင်မတန်မှကိုကောလွင်လာပါတယ်ဒါကတော့အင်မတန်မှကိုမြန်မာပြည်သူပြည်သားတွေရဲ့စစ်စရာကောင်းတဲ့စိတ်ဓာတ်ပါပဲ အဲဒီကကတော့ဤဘင်းမှာတော့တော်တော်ငင်းချမ်းသွားမယ်ဤမာဤမာတော့တော်တော်ငင်းချမ်းသွားမယ်ဒါမဲ့နေဇက်သေးတာဒီမှာတော့တိုက်ပွဲတွေအနေငယ်ရှိလာနိုင်ပါတယ်အဲတိုက်ပွဲလေးတွေအနေငယ်ရှိလာနိုင်တယ်အဲနောက်တစ်ခါကြလို့ရှိရင်ဒီတီရင်းစစ်ကြီးငင်းချမ်းသွားပြီအတက်နိုင်လို့ PC သွားပြီပေါ့85ရာလိုင်းလုံးတော့ PC သွားပြီဆိုရင်အဲမြမပြည်တွင်းမှာအလောက်ကိုင်းအပွင့်လန်းနေပို့ပြီးတော့ပေါ်လာပါလိမ့်မယ်အဲနောက်တစ်ခါပြောချင်တာကတော့ဒီ2025 9လပိုင်းအချိန်ကတော့အသက်32နှစ်ရဲ့အောက်အသက်32နှစ်ရဲ့အောက်ဒီမျိုးသားအမျိုးသမီးပေါ့နိနန္ဒာရီအနေနဲ့ဆိုလို့ရှိရင်စနေဘုဒ္ဓဟူဂျာတာပတိစနေဘုဒ္ဓဟူဂျာတာပိသားသမီးတွေအနေနဲ့ကတော့9လပိုင်းအတွင်းမှာ2025လပိုင်းအတွင်းမှာအဲခီးသွားတာဒီတီစီမှာမဟုတ်လို့ရှိခီးသွားတာတွေကအသက်နိုင်ကိုရှောင်ကျင်တက်ပါတယ်အဲ2025 9လပိုင်းအတွင်းမှာဆိုရင် ဒီဖြီးသွားခြင်းတဲ့ပုံစံတွေအတွက်တော့သွားဖို့အဆင်ပြေပါတယ်။ပြန်တဲ့ဒီစနေဇာတာပတိစနေဇာတာပတိဘုဒ္ဓဟူးနိနန္ဒသမီးတွေကတော့၅လပိုင်းအပြည့်မှာဆိုရင်အေးစီရေးကိစ္စကလွဲလို့ရှိရင်အဲတခြားအကြောင်းအရာတွေနဲ့ဆိုလို့ရှိရင်တော့ခီးမသွားတာပို့ပြီးတော့တင့်တော်ပါတယ်။ပို့ပြီးတော့ကောင်းပါတယ်။အသက်၃၂နှစ်အောက်မြို့သားမြို့သမီးတွေပေါ့။နောက်တစ်ခါကျန်နိနန်နေဖြစ်တဲ့တနင်းကနေတနင်းလာအင်္ကာအတော့ကြာသာသမီးတွေကတော့ဒီနေ့ထဲမှာအလောက်ကိုင်းခွင်လန်းနေပေါ်လာမယ်။ ယာရုအပြောင်းရွှေ့အနေအထားတွေပေါ်လာမယ်အဲကောင်းတဲ့လက္ခဏာတွေပါပဲငွေကြီးအေရအငွေကြီးအေရအစဉ်ပြေးလာမယ်လက္ခဏာတွေတော်တော်များများတွေ့ရပါတယ်နော်အဓိကသူတို့အနေနဲ့ဂယုဆိုင်ရမှာကတော့လေယောဂါနဲ့အကျောယောဂါပါ လေနဲ့အကျောယောဂါတွေကတော့သူတို့ကအထုပုဂယုဆိုင်ရပါလိမ့်မယ်အဲနောက်တစ်ခါဒီဒီနှစ်နှစ်သုံးနှစ်သုံးနှစ်အတွင်းမှာဆိုရင်မြန်မာနိုင်ငံမှာဘာဒီရှားပါလာမလဲဆိုလို့ရှိရင်ဒီနေ့စဉ်နေ့စဉ်စားတောက်နေတဲ့ဒီလိုနေ့စဉ်နေ့စဉ်ပုံပေးစားတောက်နေတဲ့ ဘူတွေစားတော့နေတဲ့အစားကားထိတဲ့စားတွေရှားပါလာပါလိမ့်မယ်။နောက်တကရေချိုးတွေရှားပါလာပါလိမ့်မယ်။အဲ့ဒါတွေကိုလည်းအထူးပြုစိုက်ဖို့လိုပါတယ်။ကျန်တဲ့နိနန္ဒသမီးတွေကတော့စတော့ကတနင်းလာတနင်းကနေအဲအင်္ဂါတောက်ကြသားသမီးတွေကတော့လေယောဂါအကျော်ယောဂါတွေအဖြစ်ဖို့ရာခိုင်နှုန်းများပါတယ်။ဒီငလင်းကြီးပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်ဒီမြမပြီမှာမြမပြီတွဲမှာပေါ့မြမပြီမှာပေါ့မြမပြီမှာဆိုလို့ရှိရင်လေနဲ့ပတ်သက်တဲ့ယောဂါတွေ ဲ85ရာခိုင်နှုန်းလောက်လေနဲ့ပတ်သက်တဲ့ယောဂါတွေတော်တော်များများပေါများလာပါလိမ့်မယ်။လေနဲ့ပတ်သက်တဲ့ယောဂါတွေကိုလူတော်တော်များများခံစားရပါလိမ့်မယ်။အဲဒါကြောင့်မို့ဒီအေးတွေအလုံးကျုံတောက်တာတို့အေးတွေအလုံးကျုံခံတာတို့အတက်နိုင်လို့ရှောင်ကျင်ရပါလိမ့်မယ်။အဲဒါဒီကားကတော့ပြောကျင်တာကတော့ပြည်သေးစက်ကြီးပြီးပါတော့မယ်။မြန်မာသူမြန်မာနိုင်ငံသားအားလုံးလည်းကိုယ်စိတ်နှပြချမ်းသာချမ်းသာရတော့မယ်။ဟန်တယ်တွေကင်းတော့မယ်လို့ကိုယ့်ကိုယ်ကိုယုံကြည်ယုံကြည်ချက်ယုံကြည်တဲ့စိတ်ဓာတ်လေးတွေထားလိုက်ကြပါရစေ။ အဲမြန်မာနိုင်ငံမြန်မာနိုင်ငံသားအားလုံးကိုယ်စိတ်နဲ့တရားကျမ်းမာချမ်းသာပြီးတော့မိသားစုများနဲ့အညာမိသားစုများနဲ့အတူအညာပျော်ပျော်ရွှင်ရွှင်အေးချမ်းချမ်းသာသာရရနေနိုင်ကြပါစေလို့စိတ်ဆန္ဒပြီးဆုတောင်းပါဆုတောင်းပြီးပေးလိုက်ပါရခင်ဗျာ